ာပါရှင် Radio Veritas Asia အာရှသမားတရားတံွေဌာနမှာမြန်မာဘာသာစီစဉ်များကိုစတင်တံွေနေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွင့်ပေးနေပါတယ်ရှင်တို့သားရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံးဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များ ခံစားရပါစေကြောင်း RVA မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခဏအောင်ကနှုတ်ခွန်းဆက်ပါရရှင်မင်္ဂလာပါဗျာငွေလေးဓမ္မတိရဆောင်ခဏကိုထည့်ဆက်ပြီးတော့မှဖြစ်ပါတယ် ဒီကနေ့နှုတ်ဝင်ပါလား19ရက်နေ့မှာဆက်ရောက်တဲ့ဝန်ရှင်ညာကတော့မြကျင်းနာမျိုးမှာမြင်းမြင့်ထွေပြမနာမျိုးမှာပုံမာခေါ်မီးငယ်ကလုံးမျိုးမှာနေပွင့်ဖြူမုံရွာမျိုးမှာခင်မူရသောမုံရွာအချင်းဒီမိုက်ပါဒုက္ခန်ဝမ်းနဲ့မမြည်ရေးမျိုးမှာခိုင်ခန့်ဖြုံးဝင်နောက်ခန့်ကြီးမှာ ဂျူရန်တထုံးကြီးမှဂျီဆွေခေါ်မဆွေဆရရှင်ဆစ်ဆဲအတင်းတိုင်းမှဆစ်ဆဲအနာမမကုန်းဆန်ရွာမှနင်းသူရာချိုကလေးမျိုးမှနတ်ဆွမ်းချိန်လိုပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့တောင်းဆိုလာတာကတော့တောင်းကြီးမျိုးဖျားဖူရက်ွက်မှာနေထိုင်နေကိုစောရဲအောင်ခေါ်ကိုချင်းရဲ့မွေးတွေ့ဆိုပြီးတော့ဖရက်ချစ်ကနေ မွေးနေ့ဓမ္မတီကျောင်းဆိုလို့ပြီးထားပါတယ်ဒီကနေ့ဝင်ပါလား19ရက်နေ့မှာကြာရောက်တဲ့မွေးနေ့ရှင်များကြီးစုနာဆင်အပိနေသူများတောက်ဆူထားကြသူများအားလုံးပေါ့အာဖရဲခင်ကောင်းချီးကျေးဇူးပေါ့ညာစားရတဲ့ဘူးတို့ယူခံစားရပါစေကြောင်းအခြားသမားတရားမြန်မာဝိုင်းစီဒီမှာဝိုင်းတော်သူဝိုင်းတော်သားများနေသူကျွန်တော်ရုံဝင်းစော်တွန်းကနေ စုမောင်းကောင်းကောင်းပြီးသီတန်ရှင်တွန်ပူဆိုထားတဲ့အဝိရောက်ငှက်တော့ဆိုတဲ့ဓမ္မတစ်ချက်ကိုတင်ဆက်ပေးလိုက်ပါတယ်။ always lo mes a pori chiquedo cora sempre yara to know a concha que le che a sepa ne tenta tu cora sie yo in ama a tempo chiquedo cora sempre yara

ဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ဟောအပ်သောဆုတောင်းမေတ္တာ။ဩတနာကိယုနာရှင်ဖခမိတော်ဗျာ။ကိုရောဒီသာသမိတို့ကို အမျက်မပြတ်စောင့်ရှောက်ရရှိသည်ကိုယုံကြည်ကြပါ၏။သာသမိတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စိမတ်အန္တရာယ်ဘေးများကြားမှာကိုရောရှင်တနာကိယုနာတော်ဖြင့်ထူမပေးတော်မူပါ။သာသမီတို့သည်ခွန်အားကုန်ခန်း၍အကြိမ်ကြိမ်လဲကြလျက်ရှိကြပါ၏ ကိုရောရှင်မှလွဲ၍ညီတိအရာမှအားကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကို ဖြည့်ဆည်းပေးတော်မူပါလိုအပ်နေသောစေဝါများအစားအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသောသာသမီများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရောရှင်၏ ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါသာသမီတို့၏ဘဝနေထိုင်မှုတွင်အထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနှင့်အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရရှင်ပေးသနာတော်မူပါ ပါဝင်လှူဒန်းကြသော လူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနှင့်အတူ အစတရားမကသော ကောင်းကြီးကျေးဇူးများနှင့်ပြန်လည်၍တွန်းလောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုပဓာနမထားဘဲ စွန်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိမ့်မှာခဲ့သည့်ငါ၏ညီကိုတို့ကို ပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါ ကာကွယ်စောင့်ရှောက်တော်မူပါဘေကင်းလုံခြုံစေတော်မူပါဤကဆုများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် ိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကိဥနာတော်ဖြင့်ခွင့်လွတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေချမ်းတရားဝါပြောသော နိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီးတို့တောင်းလျှောက်ကြပါသည်ဖျား အာမင်ဓမ္မမိတ်ဆွေတို့ဒီကနေ့ကြားနာခဲ့ရတဲ့ရှင်လူကာအေဝံဂေလိကျမ်းအခန်း၂၉ခန်းငယ်၁၁ကနေ၂၈မှာသခင်ခရစ်တော်သည် အခွန်ခံဇာခေဝိနေမှစားစားသုံးဆောင်ပြီးဂျေရုဆလင်မြို့သို့ ခီးဆက်ခဲ့တယ်။ဒီခီးဆက်ရှင်လန်ခီးမှာ ပုံဥပမာတစ်ပုဒ်ကိုဝေမျှခဲ့တယ်။ပုံဥပမာကိုမွက်ကြရခြင်းအကြောင်းရင်းကသခင်ခရစ်တော်သည်ဂျေရုဆလင်မြို့သို့ရောက်တော်မယ်။သူနောက်မှလိုက်လာသော လူအုပ်ကြီးကသခင်ခရစ်တော်သည်အစ္စရာအလ်လူမျိုးတို့အတွက် နိုင်ငံအသစ်ကို နိုင်ငံရေးအရာစစ်ရေးအရာရယူအုပ်စိုးပေးမိသည်ဟုမျှော်လင့်နေခဲ့ကြတယ်။ဒါကြောင့်မလို့သခင်ခရစ်တော်ကဒီအုပ်ဥပမာကိုမွက်ကြခဲ့တယ်။ သခင်ခရစ်တော်ပြောကြားခဲ့တဲ့ဥပမာလေးကဘယင်ရိုက်ရာကိုခံယူ၍ပြန်လာရန်ဝေးလံသောတိုင်းပြည်တစ်ပြည်သို့ထွက်သွားသောမင်းသားတစ်ပါးအကြောင်းသူထွက်ခွာမသွားခင်မှာ သူ့ရဲ့အစေခံကျွန်တို့ကိုခေါ်ပြီးဒင်္ဂါပြားဆယ်ပြားကိုပေးပြီးငါပြန်လာသည့်တိုင်အောင်ကုံသွယ်ကြလောဟုသူတို့အားမိန့်မှာခဲ့တယ်။ရှင်ဘယင်ရိုက်ရာကိုခံယူပြီးပြန်လာသောရှင်ဘယင်က သူ့အစေခံကျွန်များအား မိမိပေးအပ်ခဲ့သည့်ငွေများကိုမိတို့အသုံးပြုခဲ့သည်ကိုသိလို၍မိမိထံသို့ဆင့်ခေါ်ခဲ့လေတယ်။ပရမအစေကံကဂျင်းကားဆယ်ပြားအားနောက်ထပ်ဆယ်ပြားရအောင်ကြိုးစားခဲ့တယ်။ဒါကြောင့်ရှင်ဘရင်ကချီးကျူးပြီးတော့ဂုဏ်ပြုခဲ့တယ်။ဒုတိယအစေကံကလည်းဂျင်းကားငါးပြားကိုနောက်ထပ်ငါးပြားတိုးအောင်လုပ်နိုင်ခဲ့တဲ့အတွက်ဂုဏ်ပြုခြင်းကိုခံခဲ့ရတယ်။တတိယအစေကံကတော့ဂျင်းကားငါးပြားကိုအသုံးမပြုဘဲတင်စီထားခဲ့တဲ့အတွက် ဆိုးရုပ်သောကြွအဖြစ်သတ်မှတ်ခြင်းခံရတယ်။ဒီပုံဥပမာလေးကသခင်ခရစ်တော်သူ့ကိုယ်သူရည်ညွှန်းပြောဆိုခြင်းလည်းဖြစ်နိုင်တယ်။သခင်ခရစ်တော်ဂျေရုရှလင်မြို့ကိုတွားရောက်ခြင်းဟာဒုက္ခစရိယာခံပြီးအသေးခံဖို့ဖြစ်တယ်။ရှင်ပြန်ထမ်းမြောက်ပြီးကောင်းကင်ဘုံသို့တက်ပြီးနောက်သခင်ခရစ်တော်တဖန်ကြွလာတော်မူမည်။ရှင်ဘရင်အဖြစ်တဖန်ကြွလာတော်မူတဲ့အခါသူပေးထားတဲ့ဂျေဇူးတော်တွေကိုသူ့ရဲ့အစေခံနေဖြစ်တဲ့ လူသားတွေဘလို့အသုံးချသလဲဆိုတာနောက်ဆုံးစီရင်ချက်ချတော့နေမှာကျွန်တော်တို့လူတွေဘလို့အသုံးချခဲ့တယ်ဆိုတာကိုတင်ပြကြရမယ်။သခင်ခရစ်တော်အသက်ရှင်စဉ်ကာလကသူပေးခဲ့တဲ့သူတင်ပြပေးခဲ့တဲ့အရာတွေကရွှေငွေပစ္စည်းဥစ္စာတွေမဟုတ်ဘူး။ယာဒုအာနာအောင်မြင်မှုတွေမဟုတ်ဘူး။လောဘဒေါသတွေမဟုတ်ဘူး။သူတင်ပေးခဲ့တာကချစ်ကြဖို့ခွင့်လွှတ်ကြဖို့နားလည်ပေးကြဖို့နှိမ်ချကြဖို့ စိတ်ရှည်ဖို့တီးခံဖို့မေတ္တာတရားထားဖို့စွန့်လွတ်အနစ်နာခံဖို့စီလုံးညီညွတ်ဖို့တူကိုတူကိုချင်းစာတရားထားဖို့နဲ့အများကောင်းကျိုးအတွက်မိမိကိုယ်ကိုအနစ်နာခံဖို့သခင်ခရစ်တော်သူ့ကိုယ်သူအသေးခံခြင်းအပြင်အားလုံးပိတ်ဆက်ခြင်းပါရမီတွေကိုတင်ပြပေးခဲ့တယ်။ဒီအရာတွေကသခင်ခရစ်တော်ပေးတဲ့ကျွန်တော်တို့ကိုပေးတဲ့ဂျေဇုတော်တွေပဲ။အဲ့ဒီဂျေဇုတော်တွေကိုတိုးပွားအောင်လုပ်ရမယ့်တာဝန်က ကျွန်တော်တို့တာဝန်ဖြစ်တယ်။ သခင်ခရစ်တော်ပေးခဲ့တဲ့ကျေးဇူးတော်တွေနဲ့နေထိုင်တဲ့သူတွေကျေးဇူးတော်ကိုတိုးပေါင်းလုပ်တဲ့သူတွေဟာဤလောကမှာသာမကဖျားရှင်သနာကျင်နာမှုကိုရရှိပြီးထာဝရအသက်ကိုရနိုင်မဲ့သူတွေဖြစ်တယ်။ခရစ်တော်ပေးခဲ့သောကျေးဇူးတော်တွေနဲ့နေထိုင်သူတွေဟာအမြဲတမ်းအေးချမ်းတယ်။သခင်ခရစ်တော်တိဆောက်စေခြင်းနဲ့ကောင်းကင်နိုင်ငံတော်ဟာလည်းဒီကျေးဇူးတော်တွေနဲ့သာတိဆောက်လို့ရတယ်။ ဒီကနေ့ဧဝံဂေလိကျမ်းအခန်းကြီး16အခန်းငယ်28နောက်ဆုံးအပိုက်လေးမှာငါ၏အုပ်ဆိုးခြင်းကိုလက်မခံလိုသောငါ၏ရန်သူတို့မှကအိနီယာတို့ခေါ်ဆောင်ခဲ့၍ငါ၏ရှေ့မှောက်တွင်ကွက်မြက်ကြလောဟု ရှင်ဘီရင်သည်မိန့်တော်မူ၏တဲ့ဒီကျမ်းပိုက်လေးကဘာကိုဆိုလိုတာလဲအထက်မှာပြောခဲ့တဲ့မေတ္တာတရားတွေသင်ပြပေးတဲ့သခင်ခရစ်တော်ကိုလက်မခံတဲ့ပုဂ္ဂိုလ်တွေဟာပြင်းထန်တဲ့ဆိုးကျိုးတွေကိုခံရမယ်ဆိုတာကိုသတိပေးနေခြင်းဖြစ်တယ် မေတ္တာတွေကောင်းမွန်တဲ့ပါရမီတွေကိုလက်မခံသူတွေဟာသခင်ခရစ်တော်ကိုလက်မခံသူတွေဖြစ်တယ်။ဓမ္မမိတ်ဆွေသင်ဟာချစ်တတ်တယ်၊ချစ်ရမယ့်တာဝန်ရှိတယ်ဆိုတာကိုသိတယ်။ထို့အတူ ခွင့်လွှတ်ပေးဖို့၊နားလည်ပေးဖို့၊စိတ်ရှည်သီးခံဖို့၊မေတ္တာတရားထားဖို့စွန့်လွတ်အနစ်နာခံဖို့စီလုံးဖို့အများကောင်းကျိုးအတွက်အနစ်နာခံဖို့ဒီရာတွေကိုလှုပ်ဆောင်ရမယ်ဆိုတာသင်သိတယ်ဓမ္မမိတ်ဆွေသတိရပါဒီရာတွေဟာတိမ့်စီထားဖို့မဟုတ်ဘူး ဝေမျှအတုံးချဖို့ဖြစ်တယ်။ဒီအရာတွေဟာဘုရားသခင်ကျွန်တို့ရဲ့ဘဝမှာ နေထိုင် ရှင်သန်စေခြင်းနဲ့အရာတွေဖြစ်တယ်။ဒီအရာတွေကပဲနောက်ဆုံးသောနေ့မှာ ဆုံးဖြတ်ချက်ကို ပေးလိမ့်မယ်။ဒီအရာတွေကိုလက်မခံခြင်းမလိုချင်တဲ့သူတွေဟာတော့ပြင်းထန်တဲ့ဆိုးကျိုးတွေနဲ့စီရင်ဆုံးဖြတ်ခြင်းခံရမယ်။ဓမ္မမိတ်ဆွေအပေါင်းကိုစိတ်နှပြချမ်းမှချမ်းသာတော်မူကြပါစေ။ မင်္ဂလာပါ ဒီကနေ့တိတိကျအစီအစဉ်လေးကလူငယ်ကဏ္ဍအနေနဲ့အချိန်ပေးတင့်သူမပေးတင့်သူဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်။တနေ့သားမှာလူတိုင်းမှာနိုင်24နိုင်ပဲရှိပါတယ်။ဒီအချိန်တွေကိုကိုယ့်ရဲ့ဘဝတိုးတက်မှုအတွေ့မိသားစုအတွေ့ကြော်ရှင်မှုအတွေ့ဘလို့အကျိုးရှိရှိအသုံးပြုမလဲဆိုတာကအရင်အရေးကြီးပါတယ်။အချိန်ဆိုတာပြန်ဝင်လို့မရနိုင်တဲ့အဖို့ထိုက်တန်ဆုံးအရေးမြစ်တစ်ခုပါပဲ။ဒါ့ပေမဲ့လို့လေအများစုကတော့ဒီအဖို့တန်အချိန်တွေကိုဘလို့သုံးရမလဲဆိုတာမသိ ြီးပဲပျက်စီးစေတတ်ပါတယ်အထူးသဖြင့်ကိုနဲ့ဆက်ဆံနေတဲ့လူတွေအပေါ်အချိန်ဘလောက်ပြီးမလဲဆိုတာကိုသိချာစဉ်းစားသင့်ပါတယ်တခါတလေကိုဘလောက်ပဲကောင်းကောင်းမွန်မွန်ဆက်ဆံပါစေတန်ဖိုးမထားတဲ့သူတွေနဲ့ကြုံရတတ်ပါတယ်ကိုရဲ့ကြိုးစားအားထုတ်မှုတွေစေတနာတွေကိုနားမလဲပဲကိုအပေါ်ဆူဆူဝါးဆက်ဆံတာမျိုးတွေကြုံရတတ်ပါတယ်လူမှုဆက်ဆံရေးမှာဘ ᱹ ဒုကိုဦးစားပေးတင်လေဘ ᱹ ဒုအတွက်တော့အချိန်မကုန်တင်မှုဆိုတာပိုင်းခြားသိမြင်ဖို့လိုပါတယ်ဒီလိုပိုင်းခြားနိုင်ဖို့အတွက်အခုပြောပြမယ့်အချက် က်လက်လေးတွေကိုတီချာစဉ်းစားကြည့်တင်ပါတယ်အချိန်ပေးသေးတဲ့သူတွေကတော့ကိုယ့်ကိုတန်ဖိုးထားတဲ့လူတွေကိုယ့်ရဲ့ကောင်းွက်တွေကိုမြင်ပြီးချီးကျူးတာအားပေးတာကိုယ့်အပေါ်မှာယုံကြည်မှုရှိတာမျိုးတွေကသူတို့အတွက်ကိုယ့်ရဲ့တန်ဖိုးကိုတည်နေလို့ပါသူတို့တွေဟာကိုယ့်ဘဝရဲ့အကောင်းဆုံးဆရာတွေမိတ်ဆွေတွေဖြစ်လာနိုင်ပါတယ်ဒါအပြင်လူတိုင်းမှာ အားနည်းချက်အားတာချက်ဆိုတာရှိကြပါတယ်ကိုယ့်ရဲ့အားနည်းချက်တွေကိုနားလည်ပေးပြီးလက်ခံနိုင်တဲ့သူတွေဟာကိုယ့်ရဲ့ဘဝမှာရည်ရှိလက်သွဲသွားနိုင်မဲ့သူတွေပါသူတို့တွေ ဟာကိုယ့်ကိုမှန်ကန်တဲ့လမ်းကြောင်းပေါ်ရအောင်ကူညီပေးနိုင်ပါလိမ့်မယ်။ကိုယ့်ရဲ့အောင်မြင်မှုတွေကိုမနာလိုစိတ်မထားပဲအတူတူပျော်ရှင်ပေးနိုင်ပြီးအချင်းချင်းအပြန်လန်လေးစားပြီးကူညီပေးနိုင်သူတွေဟာအချိန်ပေးရချို့နှစ်ပါးတယ်။ဒီလိုလူတွေနဲ့ပေါင်းသင်းခြင်းကကိုယ့်ဘဝကိုပိုပြီးကောင်းမွန်တဲ့လမ်းကြောင်းပေါ်ကိုပို့ဆောင်ပေးနိုင်ပါတယ်။ဒီလိုလူတွေနဲ့အတူအချိန်ပေးခြင်းကကိုယ့်ကိုပိုပြီးတက်ကြွလန်းဆန်းစေပြီးဘဝရဲ့ခီးလမ်းမှာအာအိမ်တွေထပ်ဖြည့်ပေးနိုင်ပါတယ်။အချိန်မပေးတဲ့တဲ့သူတွေကတော့ကိုကဘလောက်ပဲ ဲစိတ်ပါဝင်စားစွာနဲ့ဆက်ဆံပါစီသူတို့တွေဟာကိုယ့်အပေါ်အာရုံမစိုက်ပဲလက်လျှူထားတာမျိုးဆိုရင်အဲ့ဒီဆက်ဆံရေးကရှေ့မဆက်နိုင်ပါဘူးသူတို့အတွက်ကိုကတန်ဖိုးမရှိတယ်လို့ဖြစ်နေပါလိမ့်မယ်ဒါအပြင်ကိုယ့်ရဲ့လှုပ်ဆောင်မှုတိုင်းကိုအမြဲတမ်းမကောင်းမြင်ပြီးဝေဖန်ပေးနေတာအာမပီပဲအာရုံနေအောင်ပြုမှုနေတာမျိုးကကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုထိခိုက်စေပါတယ်ဒီလိုလူတွေဟာကိုယ့်ရဲ့စိတ်ခွန်အားကိုစုပ်ယူနိုင်ပါတယ်ဒါအပြင်ကိုယ့်ရဲ့ကောင်းမွန်တဲ့စိတ်ဓာတ်တွေကိုအခွင့်ကောင်းယူပြီးကိုယ့်ကိုအတုံးချတာမျိုးတွေလည်းရှိတတ် ပါတယ်အဲ့ဒီလိုလူတွေဟာကိုယ့်ရဲ့အချင်း ကိုယ့်ရဲ့ငွေကြီးနဲ့စိတ်သက်တည်ကိုပါဖြည့်ဆည်းပစ်နိုင်ပါတယ်။တချို့လူတွေဟာဘယ်တော့မှမပြောင်းလဲတတ်ကြပါဘူး။သူတို့ကပြောင်းလဲဖို့ကြိုးစားနေတာဟာကိုယ့်ရဲ့အဖို့တန်ချိန်တွေကိုဖြုံးတရားရောက်နိုင်ပါတယ်။ဒီလိုလူတွေနဲ့ဝေးဝေးနေဖို့ကကိုယ့်အတွက်အကောင်းဆုံးပါပဲ။ဘုဒ္ဓအတွက်အချိန်ပေးတည်နေလဲဆိုတာဘလို့ဆုံးဖြတ်မလဲ။ဘဝမှာတချို့ဆစ်ဆန်ကြီးတွေကိုအဆုံးသတ်ဖို့ဆိုတာမလွယ်ပါဘူး။တို့ပေမဲ့လို့လေကိုယ့်အတွက်ပုံမကောင်းမွန်တဲ့အနာဂတ်တစ်ခုကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့အချိန်ပေးတဲ့လူနဲ့မပေးတဲ့လူကိုခွဲခြားနိုင်ဖို့လို့ ပါတယ်။အခုပြောပြမယ့်မိကုံလေးတွေကတင့်ကိုတင်ဆုံးဖြတ်နိုင်ဖို့အထောက်အကူပြုနိုင်ပါလိမ့်မယ်။ဒီလူနဲ့အတူရှိနေတဲ့အချိန်ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေများပြီးပင်ပန်းနေသလား။ဒီလူကကိုယ့်ကိုအားပေးနေတာလား။အမြဲတမ်းစိတ်တက်ကြအောင်လုပ်နေတာလား။ဒီဆက်ဆံရေးကအပြန်အလှန်ပြီးဆက်နေတာလား။ဒါမှမဟုတ်ကိုယ်တယောက်တည်းကပဲပြီးဆက်နေရတာလား။တခါတလေကိုယ့်စိတ်ကနေပြောနေတဲ့အရာကိုနားထောင်ပြီးရေရေဝင်းဝင်းဆုံးဖြတ်ဖို့လိုပါတယ်။ကိုယ့်ဘဝကိုပုံမှန်တည်တဲ့အောင်ပြောရှင်းအောင်ဘယ်သူတွေကကို ညီနိုင်မလဲဆိုတာသတိထားပြီးအချိန်ကိုအကျိုးရှိရှိအသုံးပြုပါလို့တင်ဆက်ပေးလိုက်ရပါတယ်ရှင်။အားလုံးပဲလုံခြုံအေးချမ်းပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်နေကြပါစေ။ကျမကတော့ Sister Regina မူမူခိုင်ပါ။ရတဲ့ကနေကိုရိုဤသားသမီးအားလုံးအတွက်ငြိမ်ချမ်းရေးကိုလိုရှိသည်ဆိုသည့်ကောင်းစဉ်ဖြင့် ။ဩယမင်းကြီးလီယို14ဝေမျှခဲ့သည့်သတင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဩယမင်းကြီးလီယို14သည်ခရစ်ယာန်များအပေါ်ခွဲခြားဆက်ဆံမှုနှင့်ညှဉ်းပန်းနှိပ်စက်မှုများအဆုံးသတ်ရေးအတွက်မေတ္တာရပ်ခံပြီးအကြဖက်မှုများအားလုံးရက်စဲရန်ယုံကြည်သူများသည့်အများအကျိုးအတွက်သူတို့ကပူးပေါင်းဆောင်ရွက်ရန်ဆုတောင်းခဲ့ပါသည်။အပတ်စဉ်တနင်္ဂနွေနေ့တိုင်းဝန်တေဂျင်အန်ဂျီလုဆူတောင်းခြင်းကိုဆောင်စဉ်ပုံရမင်းကြီးလီယို14သည် ကြံဖက်မှုနဲ့စစ်ပွဲများ၏ကြောင်းမဲ့ဖွယ်ရာများကိုခံစားနေရသောလူအများအတွက်စိတ်ရင်းအမှန်ဖြင့်မေတ္တာရပ်ခံခဲ့ပါသည်။ဖျားဝတ်ပြုရာနေရာများအားတိုက်ခိုက်မှုများကိုရှုံချရင်းခရိယာများပေါ်ခွဲခြားဆက်ဆံမှုနှင့်ညှဉ်းပန်းနှိပ်စက်မှုများကိုစိတ်မကောင်းဖြစ်မိကြောင်းထုတ်ဖော်ပြောကြားခဲ့ပါသည်။ထို့သဖြင့်ဘင်္ဂလားဒေ့ရှ်၊နိုင်ဂျီးရီးယား၊မိုဇမ်ဘစ်၊ဆူဒန်နှင့်အခြားနိုင်ငံတွေမှအုပ်စုလိုက်ဖျားဝတ်ပြုရာနေရာတွေကိုတိုက်ခိုက်မှုတွေအကြောင်းမကြာခဏကြားနေရပါတယ်။ ဘုရားသခင်သည်ကိုရောဤသားသမီးအားလုံးအတွက်ငြိမ်းချမ်းရေးကိုအလိုရှိသောဂိူနာရှင်အဖဖြစ်တော်မူသည်ကိုတတိပေးခဲ့ပါသည်ဒီမိုကရက်တစ်ကွန်ဂိုသမရနိုင်ငံမြောက်ကီဘူဒေသရှိညံပါနှိမ့်ဆက်ခံရသောမိသားစုများနှင့်အတူနိကတ်စွာရှိနေကြောင်းရမင်းကြီးကဖော်ပြခဲ့ပြီးတောက်ကြနေညနေပိုင်းတွင်အချမ်းဖက်သမားများသည်ဘောင်ဝေးကျေးရွာရှိဘုရားကျောင်းမှာဖွင့်လှစ်ထားသောစေယုံတစ်ခုတွင်ယက်သား20ခန့်ကိုလည်း ်တတ်ဖြတ်ခဲ့သည်အကြံဖက်မှုအားလုံးရဆဲသွားပြီးယုံကြည်သူများသည် အများအကျိုးအတွက်တူတကွအပူပေါင်းဆောင်ရွက်ကြဖို့ကျွန်ုပ်တို့ဆုတောင်းကြပါစို့ဆက်လက်ပြီးရန်မင်းကြီးလီယိုကယူကရိန်းမျိုးများအထူးသဖြင့်ကီယက်မျိုးကိုပြစ်မှတ်ထားတိုက်ခိုက်မှုသတင်းများကိုလည်းဆက်လက်စောင့်ကြည့်နေကြောင်းရင်တိုက်ခိုက်မှုများသည့်အရက်သားခြေခံဆောက်အုံများအားဆိုးရွားစွာထိခိုက်ပျက်စီးစေပြီးအသက်ဆုံးရှုံးမှုများကိုဖြစ်ပေါ်စေကြောင်းမှတ်ချက်ပြုခဲ့ပါသည် ်စစ်ပွဲများနဲ့ပျက်စီးခြင်းသည်ကျွန်ုပ်တို့အကျင့်မဖြစ်သင့်ပါစစ်ပွဲတံခန်းစားနေသောယူကရိန်းမှာတရားမျှတပြီးအတွင်းရှိမဲ့ငြိမ်းချမ်းရေကိုရရှိဖို့အတွက်လူတော်ကဆုတောင်းကြပါစို့အကြံဖက်မှုအားလုံးရဆဲပြီးယုံကြည်သူများသည်အများအကျိုးအတွက်လူတော်ကပူပေါင်းဆောင်ရွက်နိုင်ဖို့ဆုတောင်းကြပါစို့ဟုရန်မင်းကြီးကအဆုံးသတ်ထားပါသည်အမေ ဤတွင် Radio Veritas Asia အာရှတမန်တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကို အတန်လွင့်လုပ်ပြီးပါပြီ။ပေါ်တာရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။